အားလုံးပဲမင်္ဂလာပါမြန်မာကူစတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့အောင်မြတ်သားနဲ့ရှေအောင်ကျွန်းပြီလို့ဆိုတဲ့ဇလန်လေးကိုဆက်ရအောင်ပါကေရီယိုဇလန်လေးကိုအဆုံးထိလိုက်ပါခန်းစားနာဆင်ပေးပါအောင်ဗျာနှင်းဖြူရေဆိုင်ရှင်းမှာဧည့်သည်ရောက်နေဟဲ့ဟုတ်ကဲ့ဗေလောကနဲ့ရုပ်ထုကိုအနုစိတ်နေတဲ့နှင်းဖြူတယောက်စောက်သွားတစ်ခုကိုဘေးမှာချပြီးဆိုင်ရှင်းကိုထွက်ကြည့်လိုက်တော့အနောက်အမိုးဖွင့်ကားပေါ်မှာအနှံ့အောင်ကျွန်းပြီတို့တလုံးတင်ထားတာကိုတွေ့လိုက်ရတယ်အော်ဒါလှလုံးသူပရီဘော့ကဆိုင်ဟုတ်ပါရဲ့နော်ဟုတ်ပါရဲ့ရှင်ဘာကိစ္စရှိလို့ပါလဲ ။ဟိုကျွန်တော်တတိယဒီဗီဒီယိုပြုပြင်ခြင်းလို့ခိုင်းလိုက်လို့ပါ။ဗီဒီယိုပြုပြင်မှုဆိုရင်အချိန်တော့ပေးရလိမ့်မယ်။အခုကအလုပ်တွေရှိနေသေးရမို့ရန်နေနေတော့ကြားလိုက်မယ်နော်။အချိန်ကအရေးမကြီးပါဘူးဗျာ။အလုပ်လက်ခံမခံပဲသိကျင်တာပါ။ဟိုဒါဆိုဗီဒီယိုအောက်ကိုချလိုက်ပါ။ပြီးမှဘလို့ပြင်ပေးရမလဲဆိုတာပြောပြပါ့။နေပြရဲ့စကားကြောင့်ကားပေါ်မှာပါလာတဲ့အလုပ်သမားတွေဟာဗီဒီယိုအောက်ကိုချလိုက်တဲ့အချိန်။ဟိုဒီဗီဒီယိုမှာထွင်းထားတဲ့လက်ရာတွေကအရင်အနှုတ်စိတ်တာပဲ။ဒီခေတ်မှာအခုလိုလက်ရာမျိုးကမရှိသလောက်ရှားသွားပြီ။ဟုတ်တယ်ဗျ ဒီဗီဒီယိုကကျုပ်တို့တရေအမြန်နှုံးဆုံးအရာတစ်ခုလေဒါကြောင့်တခြားဆိုင်တွေမှာမဖြစ်မဲဒီကိုရောက်လာခဲ့တာကျမတို့ဆိုင်ကိုယုံကြည်ပြီးလာအပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တေချာပြုပြင်ပြီးရတဲ့အကြောင်းကြားပေးရမှာမို့လိမ့်စာလေးရေးပေးခဲ့ပါအောင်ကာသမားနင်းပြီးတဲ့စကားကြောင့်စာရွက်လို့ပုံမှာအိမ်လိမ့်စာကိုရေးပေးလိုက်ပြီးကြားသိငွေရဲ့တဝက်ကိုပြီးချေကပြန်ထွက်သွားခဲ့ကြတယ်နင်းပြူလေကာသမားရဲ့ထွက်သွားတော့ပြုပြင်ရမယ့်ဗီဒီယိုဟိုဟိုဒီဒီကြည့်နေတဲ့ချိန်ဗီဒီယိုရဲ့နောက်ကျောင်းမှာရှေးခေတ်မင်းကြီးမင်းသားတယောက်ရဲ့ပုံထွင်းထူလာတာကိုသတိထားမိခဲ့တယ်။အဖေ ဒီဗီဒီယိုပုံစံမျိုးအရင်ကမြင်ဘူးလားအေးစင်တူယိုမားရီတော့မြင်ဘူးပဲမြင်ဒီလောက်အနှူးစိမ့်တဲ့ဗီဒီယိုတော့အခုမှမြင်ဘူးလားပဲတမီးလည်းဗီဒီယိုရေတော်တော်များများမြင်ဘူးပဲမြင်ဒီလောက်လက်ရမြောက်တာတော့အခုမှပဲမြင်ဘူးတယ်အတမီးဒီနေ့မောင်တစ္ဆာနဲ့တွားတွေ့ဖို့ရှိရဲ့စို့ဟုတ်တာပဲတမီးမိနေတာအဖေပြောမှပဲတတိရတယ်ကဲကဲဒါပြင်ပြင်စင်ဆရာရှိတာပြင်စင်တော့ကျန်တာဖေဆက်လုပ်လိုက်မယ်ဥပဗီဝါတမီးဖြစ်သူလက်ထက်ကစောက်သွားကိုလှမ်းယူလိုက်ပြီးထုလက်စာဘဘူးရုပ်စီကိုထွက်သွားခဲ့လိုက်တယ် နေအောင်ကအနောက်ဘက်တောင်စွေတဲကိုခေါင်းကောင်ကတိုးဝင်မှုကြိုးစားနေတဲ့ချိန်နေအောင်ဖြောဖြောလေးကလောကမအောင်ဇီရီရင်မြစ်တခွင်ဖြာကျနေခဲ့တယ်။ဇီရီရဲ့နောက်ဘက်ခုံတန်ရလေးမှာတော့နှင်းပြူနဲ့မောင်တစ္ဆာတို့ဘေးချင်းရှင်တိုင်းပြီးရောက်တဲ့ရာရာပြောဆိုနေခဲ့ကြတယ်။နှင်းပြူဒီဝါကျွင့်ရင် မင်္ဂလာကိစ္စစီစဉ်ကြရအောင်လေ။ဟွန်းအရင်မစောနေဘူးလားအကိုရဲ့။နှင်းပြူဘာမှမပြင်ဆင်ရသေးဘူး။အကိုတို့ရည်စားဖြစ်တာ၅နှစ်ကျော်ပြီလေ။နောက်ပြီးနှစ်ဖက်မိဘကြီးလည်းတည်နေကြဆိုတော့ထပ်ပြီးအချိန်မရွှေ့ကျင်တော့ဘူး။ အကိုပြောတာလည်းဟုတ်ပါတယ်လေဒါပေမဲ့အိမ်တော်ပြုတ်ရဲကအဖေကိုတယောက်တည်းမထားခဲ့ခြင်းဘူးဩဒါများနှင်းပြူရဲ့နှင်းပြူပေကအကိုရဲ့ဖေပဲလေဒီသားဘာနေရောက်တဲ့ရှိတာကိုခွဲရပါမလားတင်းစာကနှင်းပြူရဲ့လက်ကိုစုပ်ကင်ကပြောလိုက်တဲ့ချိန်စပယ်မန်းနဲ့လေးတင်းနေတဲ့ဆန်တွေလေးကတင်းစာရဲ့မျက်နှာပေါ်ကိုလာရောက်ရိုက်ခတ်ခဲ့တယ်လို့နှင်းပြူရဲ့ဦးကောင်းလေးကလည်းလေးကိုင်းတဲ့ဘွယ်ဖြစ်နေတဲ့ပကုံးမော်ကိုညှစ်ကြလာပါတော့တယ်နှင်းပြူနှင်းပြူထားပါဦးနားထဲမှာခတ်တိုးတိုးခေါ်နေတဲ့အတန်ကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရာ ဇိမ်းလန်းဆိုပြနေတဲ့ဥယျာဉ်တစ်ခုတည်းကိုရောက်နေပြီပဝင်းညင်မှာလည်းအလွန်မွေးကြိုင်တဲ့ပန်းနေပေါက်ရောက်နေတာကိုမြင်တွေ့လိုက်ရတယ်။နှင်းဖြူကျောနာဘကထွက်လာတဲ့အတန်းကြောင့်လှည့်ကြည့်လိုက်ရတခါမှမမြင်ဘူးတဲ့ယောက်ျားတယောက်ကသူ့ကို ရှုံးလင့်နေတဲ့မျက်လုံးနဲ့စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။ရှင်ဘာတူလဲနှင်းဖြူကကမစုံးခင်မှာပဲသူ့ကိုစိုက်ကြည့်နေတဲ့ယောက်ျားကအနားကိုဖြတ်ခနဲ့ရောက်လာပြီးနှကန်းလေးကိုလက်ညှိုးနဲ့ပိတ်ကအခုတော့ဘာစကားမှမပြောနိုင်ဘူး သိချင်တာရှိရင်နောက်မှပြောပြမယ်လို့ခတ်တူးတူးလေးပြောကနှင်းပြူရဲ့လက်ကိုဆွဲပြီးဥယျာဉ်ထဲကိုခေါ်သွားခဲ့လိုက်တယ်။နှင်းပြူလည်းတခါမှမမြင်ဘူးတဲ့လူစိမ်းရဲ့နောက်ကိုလိုက်သွားမိခဲ့ပြီးအယောင်သွေးစုံလင်းနဲ့ဥယျာဉ်ရဲ့အလှကိုငေးကြည့်နေမိခဲ့တယ်။နှင်းပြူဒီနေရာကိုသဘောကျရဲ့လား။ဒီနေရာအယမ်းကိုတာယာလိုက်တာ။ဒါပေမဲ့ရှင်းရမသူလေ။ကျုပ်ကဒီဥယျာဉ်ပိုင်ရှင်မော့ဗျာ။နှင်းပြူသဘောကျရင်နေတိုင်းလာလေကိုဖိတ်ခေါ်ပါရတယ်။ စင်စွေအောင်ရှဲအင်းကြီးနဲ့ပိုးသားလုံးကြီးကိုဝိစင်သားရဲ့သူရဲ့ချိုးသားရဲစကားဖော်ရည်တဲ့အပြုံးနေအောင်မှနှင်းဖြူတားရသွားပြီးခေါင်းကြီးပြဖို့လို့အတွေ့ထဲမှာကိုသစ္စာရဲ့ရုပ်တွင်ကဖြက်ခနဲ့ပေါ်လာခဲ့တယ်လို့ဘေးမှာရက်နေတဲ့သူရဲ့မျက်နှာကကွက်ခနဲ့ပြတ်သွားခဲ့တယ်။ပြီးရနဲ့နှင်းဖြူရဲ့မျက်နှာကိုစိုက်ကြည့်ပြီးနှင်းဖြူနောက်ရက်တည်းလေလာလင်တော့အခုတော့ပြန်လိုက်ပါအောင်ဆိုတဲ့စကားသံနဲ့တူလူလဲသိမ့်ငနေဖြစ်သွားပြီးလန့်နှုတ်လာခဲ့တယ်။ငါငါအိမ်မက်မက်နေတာပါလား။ဟွန်း နင်းဖြူတပ်ပြင်းရှိတစ်ချက်ချလိုက်ပြီးနာယီကိုလှမ်းကြည့်လိုက်ရာမနဲ့၄နာရီတီတီဖြစ်နေတာကိုမြင်လိုက်ရတယ်။နင်းဖြူအလုံးများနေရလား။ဆိုင်ရှိကနေထွက်လာတဲ့အတန်းကြောင့်ကြည့်လိုက်ရာနင်းဖြူကြိုက်တဲ့ဖာလူလာတစ်ခွက်ဆွဲလာတဲ့ကိုတိစာကိုမြင်လိုက်ရတယ်။ဟင်ကိုတိစာဘယ်ရလဲလားလဲ။ဒီဘက်ကိုကိစ္စရှိလို့လာရင်နင်းဖြူနဲ့ဦးလေးတို့ဖာလူလာဝယ်လာပေးတာ။တကူးတကာကြီးကိုတိစာရဲ့။ဟောရပါတယ်နင်းဖြူရဲ့။ဟောဒါနဲ့ဦးလေးရော။ အဖေကအဝင်းတို့ဆိုင်အောင်ပရီဘောကနဲ့ဗပုပစ္စည်းတွေသွားပို့နေတာလာရင်တေချာကျွေးလိုက်ပါမယ်။အော်ဒါနဲ့လေအမေကနှင်းဖြူလာမဲ့စနေနဲ့အိမ်ယူလာလဲဖို့ပြောလိုက်သေးတယ်။ဘယ်ချိန်လောက်လဲကိုတေစာနှင်းဖြူအလုပ်တွေဖျက်ထားလိုက်မယ်လေ။နေ့လည်ထမင်းစားချိန်လောက်အခုလာခေါ်လိုက်မယ်လေ။ဟုတ်ကဲ့ပါရှင့်။ကဲဒါပြင်နောက်မှဆုံမယ်နော်နှင်းဖြူ။တေစာကနှင်းဖြူနှုတ်ဆက်ပြီးထွက်သွားတဲ့ချိန်အလုပ်ရုံနောက်ကနေဟုံးဆိုထွက်လာတဲ့အတန်းကြောင့်အလုပ်သမားတွေတွားကြည့်ရာပြူပြင်းမှုလှုပ်ထားတဲ့ဗီဒီယိုကမှောက်လျက်ပြုတ်ကျနေအောင်မြင်လိုက်ရတယ်။ မောင်လုံးမောင်ခင်အနောက်မှာဘာဖြစ်တာလဲဟိုဗီဒီယိုပြောက်ကြတာအမအေးအေးတေးသေးချာချာခုထားလာရောဟုတ်ကဲ့ပါမမောင်လုံးတို့လည်းလဲကြနေတဲ့ဗီဒီယိုကိုဆွဲမှပြီးနိုင်ရမကကဆိုင်ရှိကိုပြန်ထွက်လာခဲ့လိုက်တယ်ဆိုင်ရီတသင်သွင်းစီးစီးနေတဲ့ချောင်းတစ်ခုရေးပေးမှာနင်းမြူတယောက်ခြေထောက်ချတိုင်းနေကရေစော့နေခဲ့တယ်အဲ့ဒီချိန်နင်းစီမန်ကြီးအနီရဲရဲတွေကိုစုပ်ကင်ထားရလူတယောက်အနောက်ရောက်လာပြီနင်းမြူတို့ကခူးလာတာရော့ရှင်းရမသူလဲကျမကိုသိလို့လား သိတာဗောကိုကနှင်းပြူဟိုးကြရသိကြတာ ကို့ကသာနှင်းပြူကမသိတာဒီတကားတော့အမိမသိအမျိုးသားကမိုးပြရောင်အင်ကြီးကိုဝစ်ဆင်ထားပြီးသူ့စီကနေနှင်းစီပန်းရံံခတ်တင်တင်ထွက်နေတာကိုတတိထားမိခဲ့တယ်နှင်းပြူဒီမှာနေရတာစိတ်ချမ်းသာတယ်မဟုတ်လားဒါတော့ဟုတ်တယ်နှင်းပြူကဒီလိုသဘာဝဆန်တဲ့အရာတွေကိုသဘောကျတယ်လေဒီထက်ပိုလှရနေနေရာတွေရှိသေးတယ်လာကိုလိုက်ပြမယ်အဆိုပါလူကနှင်းပြူရဲ့လက်ကိုစိုးကင်လိုက်ရာနှင်းပြူကငင်းဆန်ခြင်းမရှိဘဲအနောက်ကနေလိုက်သွားမိခဲ့တယ် အဝါဖြောင်းရောင်ဖူးပွင့်နေတဲ့ပန်းကင်းကြီးတွေကနေဖြတ်တန်းလာခဲ့ပြီးချိန်မှာတော့ရောင်စုံလေးပြားတွေရောင်စုံချင်းကက်တွေမြူးမှုပျော်ပါနေတဲ့နေရာတစ်ခုကိုရောက်လာခဲ့တယ်လို့နှင်းဖြူရဲ့စိတ်ထဲမှာလည်းပျော်ရွှင်ခြင်းဆိုတဲ့ခံစားချက်တွေဖြစ်ပေါ်လာခဲ့တယ်။ဒါဟုသတိထားမိတဲ့လူကနှင်းဖြူရဲ့လက်ကိုဆက်ကနေဆွဲယူလိုက်ရာခန္ဓာကိုယ်ကအမိမသိယောက်ျားတစ်ယောက်ရဲ့ရင်ဝင်ထဲကိုအီကနေပြိုဆင်းသွားခဲ့တယ်။အိုးရှင်ရှင်မလောက်တာလေ။နှင်းဖြူလည်းအပေါ်ကနေမိုးထားရဲ့လူရဲ့မျက်နှာကိုကြည့်လိုက်ရာအဆိုပါလူကဖွေးနေတဲ့သွားတွေပေါ်အောင်ပြုံးလိုက်ပြီးနှင်းဖြူရဲ့ပါးပြင်ကိုဆက်ကနေနမ်းလိုက်ပါတော့တယ်။ ိုးရှင်ရှင်အတင်းရင်းလာပြီလားဒါဒါမလုပ်တာလေနင်းဖြူကမျက်လုံးစုံမိပြီးအော်ဟစ်နေပြီမယ်အတန်းကလုံးဝထွက်မလာတာကြောင့်လမ်းပြန်ပြီးထားထိုင်လိုက်တော့မှအိမ်မက်မက်နေကြောင်သိလိုက်ရတယ်တကူလုံးချွေးစေးထွက်နေပြီးမောဟိုက်နေတဲ့နင်းဖြူကရေသားဖို့ထားလိုက်တဲ့ချင်းသူ့ရဲ့အိမ်ယာဘေးမှာအလွန်မွေးကြိုင်တဲ့နင်းစီပန်းရံနဲ့ထွက်နေတာကိုသတိထားမိခဲ့တယ်ဒါလည်းစိတ်ထဲထင်တာပါလို့တွေးပြီးနိုင်ကိုကြည့်လိုက်တော့မနက်၄နာရီတိတိဖြစ်နေတာကိုအံ့ဩဖွယ်မြင်တွေ့လိုက်ရတယ်နောက်ရက်တွေနောက်ရက်တွေမှာလည်းအိမ်လိုက်ပြီဆိုတာနဲ့အိမ်မက်တရအူရင်တွေကိုရောက်သွားခဲ့တယ်လို့ အမိမသိတဲ့လူနဲ့ပိုပြီးရင်းနှီးလာခဲ့တယ်။ထိုသူရဲ့ယောက်ျားပီးသားတဲ့ဟန်ပန်အပြောဆိုတွေကနှင်းမြူရဲ့စိတ်ကိုတည်ပြီးတည်ရဲ့ဝါးမြူလာကနေခင်မှာအလုလုနေရင်တောင်အိမ်မက်ထရလူချောင်းတွေးနေမိတာမျိုးဒါကအပြင်မှာသာဖြစ်ရင်ဘလောက်ကောင်းလိုက်မလဲဆိုတဲ့အတွေးတွေဟာစတင်ဖြစ်ပေါ်လာခဲ့တယ်။အဲဒီအချိန်ကစပြီးနှင်းမြူရဲ့သဘောထားတွေပြောင်းလဲလာပြီးကိုသစ္စာဘောဆက်ဆံတဲ့အမှုရာတွေကအစာပြောင်းလဲလာခဲ့တယ်။ဒါကိုသတိထားမိတဲ့ဖခင်ပြည်သူကနှင်းမြူကိုခေါ်ပြီးတမီမောင်သစ္စာနဲ့ရံဖြစ်ထားကြလားမဖြစ်ပါဘူးဗျ တမီကြီးအရာမောင်သေးစာပေါ်တခုခုမကြည်မနှက်ဖြစ်နေတဲ့ပုံပေါ်နေတယ်။မဟုတ်တာပဲ။တမီဘာမှမဖြစ်ပါဘူး။အေးပါဘာမှမဖြစ်ရင်လည်းပြီးကြပါပဲ။အေးဒါနဲ့အဖေရိုးစီမှာအထားရဲကျုံးပြီးတော့ဟာပြင်လို့ပြီးတော့မှာဆိုတော့သူတို့ပေးထားတဲ့လိမ့်စာတိုင်းတော့ပြီးအကျိုးချောင်ပြောဖို့လိုလိမ့်မယ်ထင်တယ်။မနှက်ကြရင်မောင်ကင်းတို့လှုပ်ပြီးပြောခိုင်းလိုက်မယ်လေ။အဖေဘယ်နဲ့လာယူခိုင်းမလို့လဲဆိုတာပြောပြအောင်။ဘီရိုကနောက်တစ်ပတ်လောက်ဆိုပြီးနိုင်ပါတယ်။ဒါကြောင့်25ရက်နေ့လောက်လာယူဖို့ပြောခိုင်းလိုက်အောင်နော်။ဟုတ်ကဲ့ပြီ။တပီပြောခိုင်းလိုက်ပါမယ်။ အာတနေ့ကအလုတ်လုတ်ထားတဲ့တန်းကြောင့်အိယာကနေထားလိုက်တဲ့ချိန်သမီးဖြစ်သူရဲ့အခန်းကနေတခိခိရင်နေတဲ့အတန်ကြားလိုက်ရတယ်။ဥပဗျူလေဒီချိန်ကြီးရင်နေတဲ့အတန်ကြောင့်ဘာများဖြစ်ပါလဲဆိုပြီးအခန်းနာကိုကတ်လာတဲ့ချိန်မဟုတ်တာရှင်။ကျမဟော်ရီလူကြီးကိုပဲချစ်နေမိတာဆိုတဲ့အတန်ကြားလိုက်ရတယ်။ဥပဗျူလေညသကောင်ကြီးကြားလိုက်ရတဲ့အတန်ကြောင့်အခန်းတကားကိုဖွင့်ကြည့်လိုက်ရာဂရေမောင်မောင်ငုတ်ထုတ်တိုင်းပြီးတယောက်တည်းရင်မောကစကားပြောနေတဲ့သမီးဖြစ်သူကိုမြင်လိုက်ရတယ်။သမီးသမီး ဘာဖြစ်တာလဲဥပဗျူကနှင်းပြူရဲ့ပခုံးကိုလှုပ်ကင်ပြီးမေးလိုက်တော့သတိပြန်ဝင်လာပြီအဖေဘလို့လုပ်ပြီးအခန်းထဲကိုရောက်နေရလဲအဖေစေးထတော့တဲ့အချိန်တမိခန်းထဲကနေစကားပြောဆန်ကြားလို့ဝင်ကြည့်တာတယောက်တည်းရောင်ပြီးစကားပြောနေလို့လှုပ်နှုတ်လိုက်တာပဲတမိရောင်သွားတာဖြစ်မယ်အဖေလည်းပြန်ရည်တော့လေဘာမှမဖြစ်ပါဘူးအေးအေးအေးဒါဆိုအဖေအိပ်ပြီနော်ဥပဗျူထွက်သွားတော့နှင်းပြူကအခန်းတကားကိုလောချပြီးအဲ့ရဘော်ကိုပြန်လဲလိုက်တဲ့အချိန် ဂရင်းရဲ့ခေါင်းရင်းကနေလူရိတ်လို့လို့တံတန်းတစ်ခုပေါ်လာကနှေးပြီးရဲ့မျက်လုံးကိုလက်နဲ့တတ်ချလိုက်ပါတော့တယ်။တစ္စာဒီရဲ့ဘိုင်မျက်နှာလည်းမကောင်းပါလား။ဘာဖြစ်နေရလဲ။နှေးပြူဟာငါ့ဘော်ဆက်ဆန်းတာတမျိုးကြီးပဲ။တရက်တည်းတရက်ပိုပြီးအေးဆက်လာလို့ဖြစ်နေတယ်။နှေးပြူဟာအစတည်းကခအေးအေးနေတာမင်းလည်းသိတာပဲ။မင်းစိတ်ထဲကထင်နေရနေမှာပါ။မဟုတ်ဘူးမောင်ရေ။နှေးပြူတစ်ခုခုဖြစ်နေတာသိကြတယ်။အတိတ်တယောက်ယောက်များတွေ့နေရများလား။ဒါတော့မဖြစ်နိုင်ဘူးငါကော။ နေပြူဟာကိစ္စမရှိအပြင်းအောင်ထွက်တယ်သူမဟုတ်ဘူးနောက်ပြီးမိဘမျက်နှာပြစ်မဲ့ကိစ္စမျိုး तू လုံးမှာမဟုတ်ဘူးငါလည်းအမျိုးမျိုးတွေးနေမိတာပဲတကယ်ချင်းဟာမဟုတ်မှလည်းရောဒီဟွာကျွင်းလက်ထက်မဲ့ကိစ္စကိုသဘောမကျလို့မရလားအေးဒါတော့မင်းတို့တေချာညှိနှိုင်းကြပါကွာငါတော့မင်းတို့နေရာအဆင်ပြေနေတာကိုပဲမြင်ချင်းတယ်မောင်အေးစကားကြောင့်တစ္ဆာကောင်းချင်းပြပြီးအပြင်ကိုကြည့်လိုက်ရာနှင်းပြူတို့အလုံးယုံကမောင်ကင်းနဲ့မောင်လုံးတို့ကိုမြင်လိုက်ရတယ်ဟဲ့မောင်ကင်းဘယ်ပြန်လာလဲအော် ကိုတစ္ဆာပါလား ကျွန်တော်တို့မြန်းနေဒီလေးလန်းအိမ်အမှတ်650ခုလိုက်ရှာနေရမြန်းနေဒီလေးလန်းမှာအိမ်အမှတ်650ခုမှမရှိရမင်းတို့ဘယ်သူလိမ့်စာပေးလိုက်တာလဲအမနှင်းပြူပေးလိုက်တာလေဒီဗီဒီယိုလာရတဲ့သူတွေကဒီလိမ့်စာပဲပေးထားတာဟာမင်းတို့ကမဟုတ်သေးပါဘူးမောင်ကြီးမင်းရောဒီအိမ်နံပါတ်ကြားဘူးလားငါတော့သေချာမသိဘူးပြောနေကြပါရယ်ကွာမောင်ကြီးနဲ့တူလိုက်ရှာကြည့်တာပေါ့သေစာတို့လည်းမောင်ကြီးယူလာတဲ့လိမ့်စာတိုင်းလိုက်ရှာကြည့်ရအိမ်နံပါတ်650ကိုရှာမတွေ့ပဲ 650လေးထိသာရှာတွေ့ခဲ့ကြတယ်။ရက်ွက်တဲ့ရလူတို့ကိုလည်းမေးကြည့်တော့ရက်ွက်စားဒီကလေးကအိမ်မက်650လေးထိသာရှိကြောင်းသိလိုက်ရတာကြောင့်မောင်ကင်းနဲ့မောင်လုံးတို့လည်းစိတ်ပြက်လက်ပြက်နဲ့အလုပ်ယုံကိုပြန်လာခဲ့ကြတယ်။စိုင်းတိုင်းသူမရှိတဲ့မြားနန္ဒာအေးဆိုင်ရဲ့တောင်းတနေရမှာတော့အေးပြောသားပြုနေတဲ့အေးကွက်ကိုရှေ့မှထားပြီးနှင်းပြုန်နဲ့မောင်သစ္စာတို့ငိမ့်သက်စွာထိုင်နေခဲ့ကြတယ်။တယောက်နဲ့တယောက်စကားမပြောဘဲအတန်ကြာထိုင်နေရကနေမောင်သစ္စာကနှင်းပြုန်ကိုစိုက်ကြည့်ပြီးနှင်းပြုန်အခုတလောအခုပေါ်ဆက်ဆက်နာတွေကတမျိုးကြီးဖြစ်နေတယ်လို့ပဲ။ ကိုနှင်းပြူဘောတောင်းမကြည့်တာများရှိနေလို့လားမဟုတ်ပါဘူးနှင်းပြူအခုတလောနေလို့တိတ်မကောင်းလို့ပါဟမ်နှင်းပြူဘာဖြစ်နေရလဲဟိုတကူဆိုရင်ကို့ကိုပြောရမှာလေဟိုထွေထွေထူးထူးတော့မဟုတ်ပါဘူးနှင်းပြူဟိုတလောကပြောထားတဲ့ကိစ္စလေလူကြီးကိုဖွင့်ပြောပြီးလောထားတွေစီစဉ်ထားလိုက်တော့မယ်နော်စိတ်ဆက်မဲ့ကိစ္စကိုပြောရလားဟုတ်တယ်လေအမေတို့ကလည်းဘယ်တော့ရက်သက်မှမှာလဲမေးနေကြပြီဟုတ်ဟိုလေ နင်းမြူဒီကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားကြရအများကြီးရှိနေသေးလို့ရက်တီးကြောင်နောက်မှပြောမယ်နော်အာဟာဘလို့ဖြစ်တာလဲနင်းမြူရေကို့မှာအများကြီးမျောလင်ထားခဲ့ရတာအိုနင်းမြူတောင်းမှပါတယ်နင်းမြူလောလောဆယ်ဆယ်တယောက်တည်းပဲနေချင်းသေးတယ်နင်းမြူရဲ့စကားကကိုသစ္စာရဲ့နားထဲမှာအလွန်ပူပြင်းတဲ့မိစားတခုတိုးဝင်သွားပြီးရင်ဘက်ထဲကနေအောင်ငင်ဖြစ်သွားခဲ့တယ်ဒါပေမဲ့စိတ်ကိုထိန်းလိုက်ပြီးနင်းမြူကို့ကို့ပုံမလင်လင်ပြောပါနင်းမြူဘလို့ဖြစ်စေချင်းလဲနင်းမြူမသိဘူး ကိုသစ္စာနင်းပြူကိုစိတ်ဆိုးရင်လည်းဆိုးနိုင်တယ်အခုလောလောဆယ်ဆယ်တော့စိတ်ဆက်မဲ့ကိစ္စကိုနင်းပြူဘာမှမပြောချင်ဘူးနင်းပြူကစကားကိုပြီးစလွယ်ပြောပြီးအေးဆိုင်နေရနေထထွက်သွားတာကြောင့်မောင်သစ္စာအောင့်တတ်တဲ့ဆိုင်ထဲမှာကြံနေခဲ့ရတယ်တသွင်သွင်စီးနေတဲ့ပန်းနေမြေရေစီးကြောင်ကကြည်လင်နေပေမဲ့ကန်နဘေးမှာထိုင်နေတဲ့မောင်သစ္စာရင်ထဲမှာတော့မီးနဲ့မြိုက်ထားသလိုပူလောင်နေခဲ့တယ်နင်းပြူရဲ့ကိုဘဘာလို့အခုလိုလှုပ်ရက်တာလဲမောင်သစ္စာကစကားတခုကိုထက်ခါထက်ခါရေရွင်ရင် မြင့်ပြင်းကိုငေးကြည့်နေစဉ် ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသစိတ်မကြည်နှက်စိတ်တွေကနှစ်ထင်းနီးတက်ဆောင်ပြီးလူကမိုက်ခနဲ့ဖြစ်သွားခဲ့သလိုခန္ဓာကိုယ်ကလည်းမြစ်ပေါင်ပေါ်ကိုလဲကျသွားခဲ့တယ်။ဟေးလူဟေးလူတတိထားပါဦး။မျက်နှာကိုလုံလုံးနေတဲ့အထီးတွေကြောင့်မောင်သစ္စာမျက်လုံးဖွင့်ကြည့်လိုက်ရာသူ့ကိုပွေတူထားတဲ့အသက်30အရွယ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ဆရာတတိရလာပြီဗျ။ခမရတို့ကဘသူတွေလဲ။ကျိုးတို့မြေးပေးရနေဖြစ်သွားတဲ့ချိန်ခမရလဲကျသွားတာမြင်လို့ကူညီပေးခဲ့ကြတာ။ဟုတ်တယ်ဗျ။ ကျုပ်တို့အချိန်မီတာလမ်းဆိုရင်အခုချိန်ခမရရုပ်လောင်းပန်းနေမြေထဲမှာလိုက်ရှာနေရပြီကျုပ်ကဘာလို့ကူညီရတာလဲဗျာကျုပ်တည်သွားရင်အခုလိုမျိုးခံစားရတော့မှမဟုတ်ဘူးခမရပုံစံကြည့်ရတာစားနိုင် တောက်နိုင်နဲ့မိသားစုတွေရပါပဲဒါဟုတ်ဘာကြောင့်အခုလိုမျိုးပြောထွက်ရတာလဲခမရမှာစိတ်တော့ကရောက်စရာဘာကိစ္စများရှိနေလို့လဲဆရာရဲ့သူ့ပုံစံကြည့်ရတာအသေးခွဲနေတာဖြစ်မယ်ဟဲ့လူဟုတ်တယ်မလားခမရပြောတာဟုတ်ပါတယ် ကျုပ်အနည်းနည်းလာလာချင်းမြန်နိုးခဲ့ရတဲ့သူကအခုကျုပ်ကိုမလိုအပ်တော့ဘူးလေလေကျုပ်နေရာကိုခန်းစားကြည့်ကြပါဦးလောလောဆယ်ဒါတွေမတွေးပါနဲ့ဦးခမည်းဘယ်မှာနေရလဲကျုပ်တို့လိုက်ပို့ပေးပါမယ်ဟုတ်ရရကြပါတယ်ကျုပ်ဘာသာပြန်လို့ရပါတယ်မောင်သစ္စာထိုင်ရာကနေထားလိုက်တဲ့ချိန်ခေါင်းထဲမှာရေကနေရေကနေနဲ့ဖြစ်လာတာကြောင့်သူ့အိမ်မှာရက်နေတဲ့သူကခမည်းဒီပုံစံတိုင်းဆိုမဖြစ်သေးပါဘူးလာဗျာကျုပ်တို့တွဲပို့ပေးမယ်လို့ပြောကမောင်သစ္စာရဲ့ခန္ဓာကိုယ်ကိုဆွဲထုတ်လိုက်ကြတယ် ကျေးဇူးတင်ပါတယ်ရှင်။ဒါအခုလိုမျိုးတခါမှမဖြစ်ဘူး။ဟိုရပါတယ်ဗျ။ကျိုးတို့ကအမြင်မတော်လို့ကူညီပေးခဲ့တာပါ။မြမကြီးဧည့်သည်တွေအတွက်အေးအေးလေးလုပ်ပါဦး။ဟုတ်ကဲ့ကြီးကြီး။ဟိုနေပါစေဗျ။ကျိုးတို့တို့တကူတကာကြီးမလုပ်ပါနဲ့။အိုးဒီလိုပဲဟုတ်ပါမလဲကွယ်။ဟိုဒါနဲ့မောင်ရင်တို့ကယောဂီဝိဇုံနေဆိုတော့ဘယ်တရားစခန်းလာကြတာလဲ။ဟိုကျိုးတို့ကတရားစခန်းလာတာမဟုတ်ပါဘူး။ဒီဝိဇုံကအထီးရန်တကူကြောင့်ဝှက်ထားတာပါ။ ဒါဆိုမဟုတ်မှလွယ်ရောမောင်ရင်တို့ကစေးလိုက်ကူနေတဲ့ဇာတ်ရည်များလားဟုတ်ပါတယ်ကျို့တို့ကနည်းလဲစေးကူတဲ့သူတွေပါ အမေဧည့်သည်တွေကခီးစက်အောင်မထင်နဲ့အားနာကြရည်ဗျာနေပါအောင်တစ္ဆာရေဟိုမောင်ရင်တို့ကအခုဘယ်သွားကြမလို့လဲပန်းနေမျိုးထွက်ကလူမနေကုန်းဆိုတဲ့နေရာကိုသွားမလို့ပါဟင်လူမနေကုန်းကနေခင်းဘက်တောင်ဘယ်သူမှမသွားရတာညဘက်ကြီးဘလို့သွားရမလဲကျို့တို့ကအိမ်မက်အရာသာသွားနေရတာလူမနေကုန်းအကြောင်းဘာမှမသိဘူး အဲ့နေဟာအတော်ဆိုးလို့လားဆိုးတာပေါ့ကွယ်လူမနေကုန်းဆိုတဲ့အတိုင်းနေရဲသူတယောက်မှမရှိဘူးလေကိုမမကတော့အင်္ဂလိပ်ခေတ်ကစောက်ထားတဲ့ဗူတဲပြက်တစ်ခုတော့ရှိတယ်အန်နီတို့ငငယ်ရကြားဘူးတာလာပြီလာခွေဆိုရင်တပတ်လူလူတစီလူလူကောင်းကဗူတဲထဲမှာငုတ်ထုတ်ထိုင်နေတာဆိုပဲဟိုတန်းနဲ့ခဏနေပါဦးအဲ့တယ်ကလူမနေကုန်းကဘာသားလို့မလို့လဲအမှန်တိုင်းပြောရရင်ကျုပ်တို့ကလူတွေကိုဒုက္ခပေးနေတဲ့မကောင်းတဲ့အရာတွေကိုရှင်းလင်းပေးတဲ့သူတွေပါအခုလေအိမ်မက်အရာလူမနေကုန်းကိုသွားပါဆိုလို့ထွက်လာခဲ့တာ ဧည့်သည်တို့လူမနေကုန်းသွားခြင်းမနှက်ရောက်တာနဲ့ကျုပ်လိုက်ပို့ပေးပါမယ်အခုတော့ညာအရန်နဲ့နေပြီမို့အိမ်မှာပဲအိတ်လိုက်ရပါဗျာကျေးဇူးတင်ပါတယ်ဗျာကျုပ်တို့ကြောင့်အလုပ်ပို့ရပြီဒီလောက်လည်းမဟုတ်ပါဘူးမြတ်မြတ်ကြီးဧည့်သည်တို့အဲ့ဖို့နေရာစီစဉ်ပေးပါအောင်မောင်သစ္စာအင်ကူကောင်မလေးကိုလမ်းပြလိုက်ပြီးဧည့်သည်တွေကိုကိုလက်တန်းစင်မဲ့နေရာတွေလိုက်ပြပေးကအချင်းချင်းမိတ်ဆက်ခဲ့ကြတယ်။မနေ့ရောက်တော့မောင်သစ္စာတို့တဲခင်းပေးတဲ့မနက်စာကိုစားပြီးလူမနေကုန်းရှိတဲ့ဘက်ကိုထွက်လာခဲ့ရာ လာတော့အရောက်မှာတော့ဗဘူးရုပ်တွေပရိဘောဂရုပ်တွေစုပုံထားတဲ့ဆိုင်တဆိုင်ရှိကိုရောက်လာခဲ့ကြတယ်။မောင်သစ္စာဘယ်သွားမလို့လဲကွဆိုင်ရှိကနေဖြတ်သွားတဲ့ချိန်အော်ပြောတဲ့အတန်းကြောင့်မောင်သစ္စာလှမ်းကြည့်လိုက်ရာဗဘူးရုပ်တွေကိုနေရာချနေတဲ့ဥပဖြူကိုမြင်လိုက်ရတယ်။အဲ့တဲ့တွေကိုမျိုးပြင်လိုက်ဖို့မလို့ပါဟိုဒါနဲ့နင်းပြီရောအထင်းမှရှိတယ်လေနင်းပြီသမီးမောင်သစ္စာရောက်နေတယ်နေနေပါစေဦးလေမောင်သစ္စာစကားမဆုံးခင်မှာဆိုင်ထဲကနေနင်းပြီထွက်လာခဲ့တယ်နင်းပြီ နေမကောင်းလားမျက်နှာကလည်းဖြူဖက်ဖြူရဖြစ်နေပါလားကိုတစ္ဆာစိတ်ထင်လို့နေမှာပါနေပြဘာမှမဖြစ်ပါဘူးဝိကျေတန်းကြီးပြန်ဖြေလိုက်တဲ့နှင်းပြူစကားကြောင့်မောင်တစ္ဆာခေါင်းငိမ်ပြလိုက်ပြီဟိုဒါဖြင့်လေကျွန်တော်တို့သွားလိုက်ပါအောင်မယ်ဦးလေးအေးအေးဖြေးဖြေးသွားကြတော့မောင်တစ္ဆာတို့နှင်းပြူဆိုင်ရှိကနေထွက်လာပြီးမလန့်မကန့်အရောက်မှာတော့ဘေးမှာပါလာတဲ့အောင်မြတ်သားအနောက်ကိုလှည့်ကြည့်ကအခုနာအမေကလေးကခမည်းပြောတဲ့တယောက်လားဟုတ်တယ်ဗျကျုပ်ပေါ်ဆက်ဆံတာဘလောက်အေးစလဲခမည်းမြင်ပြီမလား သူ့ဖေကလွဲပြီးကြံနေတဲ့ယောက်ကခမားပေါ်အမြင်မကြည့်သလိုပဲမျက်နှာထားတွေကတာမန်မဟုတ်ဘူးဟောခမားတို့ကနောက်ပြီဗျာဆိုင်မှာသားပါနေရောက်တဲ့နေရာကိုဘယ်နဲ့ကြံနေတဲ့ယောက်ဖြစ်ရမှာလဲဟင်ခမားနဲ့စကားပြောနေမိကလေးရဲ့နောက်မှာယောက်ျားလေးတယောက်ရှိသေးတယ်လေမရှိပါဘူးဗျဆိုင်မှာကယောက်ျားသားဆိုလို့ဥပဖြူရဲ့မောင်ကင်းရဲ့မောင်လုံးတို့ပဲရှိတာကလေးတွေကဒီချိန်ဆိုမလာသေးပါဘူးမောင်တိစားစကားကြောင့်အောင်မြတ်တာတစ်ချက်ပြုံးလိုက်ပြီအင်းကျုပ်အမြင်မမားလောက်ပါဘူး ဒီတိုင်းဆိုခမားနဲ့နေပြူကြမှာနောက်တယောက်နှောက်နေပြီထင်တယ်နောက်တယောက်ဆိုတာဘာလို့ဆိုလိုတာလဲနေပြူခမားပေါ်မှာမုံတီးအောင်ဆက်ဆံရေးမပြေလည်အောင် လုပ်နေတဲ့သူရှိနေပြီလို့ပြောတာအာဟုတ်ပါမလားဗျာနေပြူကဘယ်ယောက်ျားလေးကိုမှအယောဝင်တာမဟုတ်ဘူးခမားနဲ့နေပြူချစ်သူဖြစ်တာဘယ်လောက်ကြာပြီလဲငါးနှစ်ကျော်ပြီငါးနှစ်အတွင်းအခုလိုမျိုးဆက်ဆံတာဖြစ်ဘူးလားတခါမှတော့မဖြစ်ဘူးတခါတလေစိတ်ဆိုးစိတ်ကောက်တာလွဲပြီးတော့ဗော အခုလိုမျိုးခမားပေါ်အမြင်မကြည်ရဘလောက်ကြာပြီလေတလကျော်တော့ရှိပြီအေးကျုံအင်းနဲ့လူမနေကောမသွားခင်ခမားကိစ္စကိုအရင်ကူညီပေးရတော့မှာပဲလာဗျာအခုနောက်အရင်ကိုပြန်သွားကြရအောင်ဟိုရောက်ရင်ကျုပ်ပြောတဲ့အတိုင်းလုပ်ဖို့တော့လိုမယ်နော်ပြောတဲ့အတိုင်းလုပ်ရင်နှင်းဖြူကျုပ်ပေါ်အရင်တိုင်းပြန်ဆက်ဆက်မှာလားဒါပေါ့ဗျာလာဗျာသွားကြစို့အောင်မြတ်တာမောင်တိစာကိုခေါ်ပြီးဥပဖြူအိမ်ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ် ဒုတိယချင်းပြန်ရောက်လာတဲ့မောင်သစ္စာတို့ကိုမြင်တော့ကော်ဘက်တိုက်နေတဲ့ဥပါဖြူထလာပြီ။အော်မောင်သစ္စာတို့ပါလား။မျိုးပြင်သွားမယ်ဆိုပြီးဘလို့ပြန်ရောက်လာကြရလဲ။သွားနေရင်ဘိုင်းအောင်လာလို့ဦးလေး။မင်းကတော့ဖြစ်ရမယ်။မောင်သစ္စာအိမ်သာဘက်ကိုထွက်သွားတဲ့ချိန်အောင်မြတ်သားလွယ်အေးတဲ့ကနေပြာမုံတချို့ကိုထုတ်ယူတာလေးနဲ့မှုတ်လိုက်တယ်ဆိုရင်ပဲပြာမုံတွေကဘဘူးရုံနောက်ဘက်ကိုဝေးဝဲပြန်လန်းသွားတာမြင်လိုက်ရတယ်။ခဏနေတော့အိန်းနေကနေနှင်းဖြူထွက်လာပြီးအောင်မြတ်တာတို့မတိမတာလေးကြီးကဘဘူးယုံနောက်ဘက်ကိုဝင်သွားခဲ့တယ် မောင်သစ္စာပြန်ထွက်လာတော့ဘလို့လဲဆိုတဲ့မျက်နှာနဲ့မင်းငေါ်ပြရာအောင်မြတ်သားဗဘူးယုံနောက်ဘက်ကိုလက်ညှိုးထိုးပြပြီအထဲကိုရောက်ရင်အဖြေတိရလိမ့်မယ်လို့ပြောတာကြောင့်မောင်သစ္စာလည်းအောင်မြတ်သားတို့ကိုခေါ်ပြီးဗဘူးယုံနောက်ဘက်ကိုဝင်သွားခဲ့လိုက်တယ်အထဲရောက်တော့ကျုံးပြီးတော့တလုံးရဲ့ရှေ့မှာထိုင်နေတဲ့နှင်းပြူကိုမြင်လိုက်ရပြီဗီဒီယိုရဲ့ဘေးမှာတော့ပြာမုံတချို့ကတ်နေတာကိုမြင်လိုက်ရတယ်လက်ဆက်သက်တော့ဒီကောင်ကဒီထဲမှာရှိနေတာ哦အောင်မြတ်သားခတ်တူးတူးရေရွတ်လိုက်ပြီးဗီဒီယိုဘောကိုလက်တင်လိုက်တယ်ဆိုရင်ပဲနှင်းပြူရဲ့ခန္ဓာကိုယ်ကတယောက်ယောက်ဝင်ပူးသလိုတုံ့ီလာပြီးမျက်လုံးတွေလည်းရဲလာခဲ့တယ် နင်းပြူနင်းပြူဘာဖြစ်တာလဲဦးလေးနင်းပြူဘာဖြစ်လို့လဲမသိဘူးလာပါအောင်ဗျမောင်သေးစားစကားကြောင့်ဦးဘပြူနဲ့မောင်ကင်းတို့အပြေးဝင်လာပြီးကြည့်လိုက်ရာနင်းပြူကအဖျားတက်တယ်လို့တခင်းရင်းနဲ့တုံရင်နေပြီအောင်မြတ်သားနဲ့မောင်သေးစားတို့မျက်ထောင်အနီးနဲ့ကြည့်နေကငါအိမ်နေရနေထွက်သွားကြစမ်းငါတို့ဒုက္ခပေးမဲ့သူတွေထွက်သွားကြစမ်းထိုကဲ့သို့ခါးခါးတီးတီးအော်ဟစ်နေတာကိုမြင်တွေ့လိုက်ရတယ်တမီဘာဖြစ်တာလဲဒါမောင်သေးစားလေဘာကောင်းမဲ့ဖြစ်ဖြစ်ဂီးမဆိုင်ဘူးမြင်လဲမမြင်ဘူးအတန်လဲမကြားချင်ဘူး မျက်စိချေကနေထွက်သွားဥပပြုလေတမိပြည့်သူကိုမြင်ပြီးဘာလို့လို့ဘာကန်ရမှမသိဖြစ်နေတဲ့ချေအောင်မြတ်သားမောင်းတစ္ဆာကိုနောက်ဆိုခိုင်းကအခုမြင်နေရတာနှင်းပြူဆိုပေမဲ့သူ့ကိုယ်ရဲကိုရောက်နေတာနှင်းပြူမဟုတ်ဘူးဖြစ်နိုင်မှာမလားဗျာတခုခုတော့လွဲနေပြီထင်နေကျုပ်အတွေ့အကြုံအရဟောဒီဗီဒီယိုမှာကပ်ပါလာတဲ့မကောင်းဆိုးကနှင်းပြူရဲ့စိတ်ကိုတဖြည်းဖြည်းချင်းတင်းသွင်းသွားတာလို့ထင်မိတယ်အားလုံးမြင်ရှင်းအောင်ကြုတ်ပြပေးပါမယ်အောင်မြတ်သားနှင်းပြူရဲ့လေပင်ကိုချီမန်းကွင်းတစ်ကွင်းဆွတ်လိုက်ပြီးကာယကံရှင်မိကလေးရဲ့ခန္ဓာကိုယ်မှာပူးကန်နေတဲ့ကောင် ငါအမိန်မရပဲဘဲမှမထွက်စီရထိုကဲ့သို့အမိန်ပေးလိုက်ပြီးနှင်းပြူကိုအိမ်မော်ခေါ်လာခဲ့လိုက်တယ်အိမ်မော်ရောက်တော့အောင်မြတ်သာဖျားเจ้าဆောင်ရှိမှဖျောင်းနိုင်ငါရန်တွန်းပြီးကာယကံရွမီကလေးရဲ့ဖားခင်စီမှာကုသခွင့်ကိုတောင်းရာဖားခင်ပြည်သူကခွင့်ပြုသဖြင့်ကုသဝယ်ကိုစတင်ခဲ့တယ်အစားပိုင်းမှာတော့နှင်းပြူကကြမ်းမြေကိုရိုက်လိုက်အတန်နဲ့ကြီးနဲ့အွန်လိုင်းနဲ့တောင်းချမ်းနေရကြအောင်အောင်မြတ်သာရေမန်းနဲ့တောက်ပြီးထိန်းတော်မှာငြိမ်သွားခဲ့တယ်အောင်မြတ်သာလည်းမိမိရဲ့ထိန်းချုပ်မှုအောက်ကိုရောက်လာတဲ့နှင်းပြူကိုစိတ်စိတ်ကြည့်လိုက်ပြီးဒီမိန်းကလေးရဲ့ကိုယ်ထဲမှာဝင်ပူးနေတာဘာတူလဲဘာကြောင့်ဝင်ပူးနေရတာလဲ ထိုကဲ့သို့မေးလိုက်ရာနှင်းပြွာကောင်းစက္ကနဲထောင်လိုက်ပြီးဒီမိန်းကလေးကိုငါသဘောကျလို့ဟဲ့ဟဲ့ကောင်ကမင်းသဘောကျတဲ့အခုလိုလုပ်ရမလားရတယ်နေတို့နဲ့မတွေ့ခင်အထိငါသဘောကျတဲ့သူတိုင်းကိုအခုလိုသိမ်းယူနေကြပဲဒီကောင်ရဲ့တမမူကထူးဆန်းလိုက်တာမောင်သစ္စာဘဘူးယုံနောက်ကကျွန်းပြီးတော့အိမ်မော်ယူလာပေးလို့ရမလားကျုပ်အခုပဲသွားတဲ့ပေးပါမယ်မောင်သစ္စာလည်းမောင်ကင်းနဲ့မောင်လုံးကိုခေါ်ကကျွန်းပြီးတော့အိမ်မော်ထဲလာခဲ့လိုက်တယ် အောင်မြတ်သားလည်းကျွမ်းမီကိုကြည့်လိုက်ရာမင်းကြီးမင်းသားပုံစံဝိစင်ထားတဲ့ဘပုရုပ်အပြင်လက်ရမြောက်စွာထုစစ်ထားတဲ့ဥယျာဉ်တစ်ခုရဲ့ပုံမှန်သဏ္ဍာန်ကိုမြင်တွေ့လိုက်ရတယ်။ဒီဗီဒီယိုကမင်းရဲ့ဖိတ်မှန်လား။နင်ကဘယ်ဆိုးလို့လဲ။ငါနေတဲ့နေရာကိုသိနေရပဲ။ဆရာဒီလိုကြည့်ပါဦး။မောင်ကောင်းစကားကြောင့်ဗီဒီယိုကြည့်လိုက်ရာဥယျာဉ်ပုံစံလှုပ်ထားတဲ့ဘပုရုပ်ထဲမှာညညာစွာအိပ်ပျော်နေတဲ့မိမလေးယောက်ရဲ့ရုပ်ပုံကိုမြင်တွေ့လိုက်ရပြီးလေယောင်မြောင်မိကလေးရဲ့ဘေးမှာတော့လူတကူစားနေရာလှုပ်တစ်ခုရှိနေတာကိုတတိထားမိခဲ့တယ်။ မင်းဟာမိကလေးတွေကိုအခုလိုမျိုးစီယုံပြီးတိတ်ပိုက်နေတဲ့ကောင်ပဲမိကလေးတိုင်းမဟုတ်ပါဘူးငါသဘောကျတဲ့မိကလေးကိုမှတိတ်ပိုက်တာကွာနှင်းပြူရဲ့အတန်းကချက်ချင်းဆိုလိုယောက်ျားတန်ထွက်သွားပြီးရုပ်သွင်းကလည်းခတ်ထန်လာခဲ့တယ်ဥပပြူတို့အနေနဲ့ဒီဗီဒီယိုကိုဘယ်ရရလာလဲကာသမာတယောက်ဗီဒီယိုပြင်နေတယ်ဆိုပြီးလာအပ်သွားတာပဲသူတို့ပေးတဲ့လိမ့်စာကိုကလေးတွေတွားရှာတော့လေလိမ့်စာအမားကြီးဖြစ်နေတယ်ဒါဆိုရင်တော့ဒီကောင်ရဲ့ဆန္ဒအရတမင်တကာလာပို့ပေးခဲ့တာပဲမောင်ကောင်ဗီဒီယိုပပလက်ကိုစီးတာပြီးငရဲမိစက်ရည်နဲ့ပတ်စံ အောင်မြတ်သားသားကြောင့်မောင်ကောင်းလဲဗီဒီယိုစီးတားပြီးငရေမိစိတ်ရင်နဲ့တောက်ရနင်းမြူတကုတ်လုံးတီကောင်စားထိတယ်လို့ထွန်းထွန်းလူပြီးကျမ်းပေါ်မှာလူးလိမ့်နေတာကိုမြင်လိုက်ရတယ်။ပူတယ်ပူတယ်ရက်ပါတော့မောင်ကောင်းဆက်လို့ဒီလူကောင်စီကအပြင်းမမသိရမချင်းမရက်နဲ့အမလေးမလုပ်ပါနဲ့တော့သိကျင်တာအကုန်ပြောပြပါမယ်တကုတ်လုံးပူလောင်နေပါပြီအေးအမှန်တိုင်းပြောစမ်းမင်းကဘလို့ကြောင့်ဒီဗီဒီယိုထဲမှာဇွဲကန်နေရတာလဲပြောပါမယ်ပြောပါမယ် ငါမွေးကလေးကအသက်ရှင်လေးကမွေးလာတဲ့သူမဟုတ်ပဲလူကြောက်တယောက်အနေနဲ့မွေးလာတဲ့သူပါလူကြောက်ဆိုပေမဲ့ငါမိဘတွေကိုအိမ်မက်ပေးပြီးလူကျင်တာခိုင်းလို့ရတဲ့အစွမ်းရှိခဲ့တယ်ငါကြောင့်ငါမိဘတွေစီးပွားတတ်ခဲ့တယ်လို့ယာရုရကန်လည်းတိုးတက်ခဲ့တယ်ဒါကြောင့်ဆရာတယောက်ရဲ့အကူအညီနဲ့ငါဝိညာဉ်ကိုဒီဗီဒီယိုထဲထည့်ပြီးသူတို့အနားမှာထားခဲ့တာပဲဒါဆိုမိမိဘတွေကအခုထိရှိနေသေးရလားသူတို့မရှိကြတော့ဘူးဒါဆိုဗီဒီယိုဘယ်သူလာပို့တာလဲငါရဲ့မြင်းမြစ်တွေကငါခိုင်းရင်ခိုင်းတယ်လို့လုပ်ပေးရတယ်လေ ဒါမှသာငါသူတို့လိုအပ်တဲ့ပစ္စည်းတွေကိုပေးတာသူတို့ကအချင်းကြလာတဲ့မြအသက်ကြီးလာပဲမယ်ငါတော့အသက်မကြီးဘူးလေဒါကြောင့်ငါသဘောကျနိုင်တဲ့မိကလေးပုံစံရင်တွေ့ရင်သူတို့ကငါရှိတဲ့ဗီဒီယိုအရောက်ပို့ပေးတတ်တယ်မင်းကဒီဘွားရောက်တာတော့နောင်တာမရသေးပါလားမင်းကြောင့်ဒုက္ခရောက်သွားတဲ့အမျိုးကောင်းသမီးတွေဘယ်လောက်တောင်ရှိနေပြီလဲငါတခြားသူတွေကိုခဏတာပဲချစ်ပေးမယ်နှင်းပြို့တကယ်ချစ်တာပါသူလည်းငါ့ကိုမတွေ့ရရင်မနေနိုင်တဲ့အခြေအနေဖြစ်နေတာနင်းတို့လည်းသိနေတာပဲမင်းရဲ့ဘယောကကြောင့်နှင်းပြို့ကပြောင်းလဲသွားတာလေ ။ဒါအောင်မြမင်းကကိုယ့်ဘက်ကိုရက်ပြီးပြောရသေးတယ်။မင်းတို့ဒီတိုင်းလွတ်ထားလို့မဖြစ်တော့ဘူး။အောင်မြသားကစကားကိုလိုရင်းတူရှင်ပြောပြီးကျိုးမိတော်မှာရှိတဲ့လူရုပ်တရုပ်ကိုအင်းတစ်ချက်ကတ်လိုက်ရာဗီဒီယိုကအသက်ဝင်နေတဲ့အလားလှုပ်ရှားလာခဲ့တယ်လို့နှင်းပြူစီကလည်းအတန်နဲ့နဲ့អော်တဲ့တန်ထွက်ပေါ်လာခဲ့တယ်။အဲဒီအချိန်မှာပဲဝိညာဉ်ချုပ်အင်းကိုအသက်သွင်းကလက်ဝါးကိုတင်လိုက်တယ်ဆိုရင်ပဲနှင်းပြူရဲ့ခန္ဓာကိုယ်ကပူကန့်နေတဲ့ဝိညာဉ်ဟာအပြင်ကိုထွက်လာကအင်းချက်တဲ့ကိုဝင်သွားခဲ့တယ်။ဆရာဒီဗီဒီယိုဘာဆက်လို့ရမလဲ။ဗီဒီယိုထဲမှာဘာမှမရှိတော့ပေမဲ့ရုပ်ရုပ်ကိုဖျက်ဆီးဖြစ်ဖို့လိုလိမ့်မယ်။ မောင်ကောင်းတန်ညုံချောင်းလာခဲ့ဟုတ်ကဲ့ဆရာအောင်မြတ်သားလည်းမောင်ကောင်းယူလာတဲ့တန်ချောင်းပေါ်မှာစမတရွက်ကပ်ပြီးအယုတ်ရဲ့မျက်လုံးကိုထိုးပေါက်လိုက်တဲ့အချိန်လက်ထဲကင်ထားတဲ့အင်းကပစွန်စိတ်ကုန်တယ်လို့လှုပ်ခါလာခဲ့တယ်ဒီလောက်ဆိုဘာမှမဖြစ်တော့ပါဘူးကာယကံရှိကိုရေမှန်းတိုက်လိုက်အောင်မြတ်သားလည်းသတိလင့်နေတဲ့နှင်းပြွေပါးစပ်ထဲကိုရေမှန်းဆက်တွေချလိုက်ရာမကြာခင်ချိန်တွင်သတိပြန်ရလာခဲ့တယ်မောင်သေးစားသတိပြန်ရလာတဲ့နှင်းပြွေကိုဆွဲထူဖို့လို့အခုလောလောဆယ်ဆယ်သူ့ကိုအနာပေးလိုက်ပါတပတ်ဆယ်ရက်လောက်ကြာရင်သူ့စိတ်တွေပုံမှန်ဖြစ်လာပါလိမ့်မယ် ဦးဘာဖြူအနေနဲ့လည်းဗီဒီယိုအိမ်ထဲမှာမထားပဲတနေရရမှာထားတာပိုကောင်းလိမ့်မယ်။ဟုတ်ကဲ့ပါဗျာ။ကျုပ်တခုခုစီစဉ်လိုက်ပါမယ်။ဟိုဒါပြင်ကျုပ်တို့သွားခွင့်ပြုပါဦး။ခဏနေပါအောင်ဗျာ။ကုပွဲတွေကတော့ဒါလေးလက်ခံပေးပါဦး။ကျုပ်တို့ကအခကားငွေယူလို့မရတာမို့တခြားလိုအပ်တဲ့နေရာမှာသုံးလိုက်ပါ။အောင်မြတ်သာလည်းဦးဘာဖြူကိုနှုတ်ဆက်ပြီးအရှိကိုဆက်ထွက်လာခဲ့တဲ့အချိန်အနောက်ကမောင်သစ္စာလိုက်လာပြီ။ဆရာတို့လူမနေကုန်းသွားဖို့ကျုပ်လိုက်ဖို့ပြင်မယ်လေ။ခရီးရမ်းမွေးရင်တော့ကျုပ်တို့ဘာသာသွားလိုက်ပါမယ်။ အာဒီလိုတော့ဘယ်ဟုတ်ပါမလဲဗျာကျုံမျိုးပြင်ဒီလိုက်ပို့ပေးပါမယ်မောင်သေးစားလဲအောင်မြတ်သားတို့ကိုပန်းနေမျိုးထွက်ဒီလိုက်ပို့ပေးနေတာကိုမျက်နှာမှာကြောက်ပေါက်မှန်ပြင်းနေလူတယောက်ကအဝေးကနေစိုက်ကြည့်နေခဲ့တယ်ထိုသူကအောင်မြတ်သားတို့ကိုအတန်းကြာစိုက်ကြည့်ပြီးမှလက်ထက်တောင်ဝေးကိုအားပြုကာဥပပြူတို့အိမ်ဘက်ကိုထွက်လာခဲ့ပါတော့တယ်ပန်းနေမျိုးထွက်မှရှိတဲ့လူမနေကုန်းကဘိုးလေးပြည့်ကြီးကိုအောင်မြတ်သားတို့ဘာကြောင့်သွားရတာလဲလူမနေကုန်းလိုဘာကြောင့်နာမည်တွင်ခဲ့တာလဲ န်းနေမြွာလူတွေနေဘတ်တောင်လူမနီကုန်းကိုဘာကြောင့်မသွားရရတာလဲဆိုတာကိုတော့အောင်မြတာနဲ့လူမနီကုန်းဆိုတဲ့ဝတ္ထုမှာဆက်လက်ခန်းစားနာဆင်ပေးပါဇလန်လေးကတော့ဒီတင်ပြီးဆုံးပါပြီအဆုံးထိလိုက်ပါနာဆင်ပေးရကြတဲ့အတွက်အားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ဇေနာရမညာရေးသားထားတဲ့အောင်မြတာဇလန်ကောင်းနေတဲ့သူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်နော်ကျွန်တော်တော့တင်ဆက်သူဂျင်းပဲဖြစ်ပါတယ်